မြန်မာနိုင်ငံပြင်ပကိုရောက်သွားတယ်လို့ခန်းစားစီမဲ့ဗလာတလုံးကိုဒီနေ့ PSN Properties ကနေပြီးတော့ဖလာတို house တို့လို့ပြီးတော့ရောင်းချပေးมาဖြစ်ပါတယ်။နေရာတော့မြောက်ဒဂုံ38ရက်ကွယ်ပြည်တော်စုလမ်းမရဲ့ပင်လုံလမ်းမရဲ့ဒေပောက်တဲ့38ရက်ကွယ်40 60မီကုတ်ပေါ်မှာစောက်ထားတဲ့ဗလာတလုံးပဲဖြစ်ပါတယ်။သူ့ရဲ့ဒီဇိုင်းကလည်းအရန်ကိုကျွန်တော်တို့အာတမူထူးခြားတဲ့ဒီဇိုင်းမျိုးဖြစ်ပြီးတော့ နေရာလည်းအရန်လည်းကောင်းတယ်လမ်းမကြီးတစ်ခုလည်းတဲပေါက်တယ်အိတ်ခန်းရယ်ခုနှစ်ခန်းဒီပါတဲ့ classic design room design အိမ်တလုံးပဲဖြစ်ပါတယ်ဒီအိမ်မှာတော့အခုလိုမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့အိမ်ရှိမှာတမာပင်အကြီးရှိရယ်အထဲမှာလည်းကားပါကင်နောက်အပြင်မှာလည်းကားပါကင်ရရယ်သူ့ရဲ့ ceiling အမြင့်တွေကလည်းတလွာတလွာ73ဘီ73ဘီရှိပြီးတော့ double ceiling လည်းရမယ်တကားဒီအကုန်လုံးကတော့ customize ကျွန်းတကားအကြီးနဲ့ဒီမထဲမှာတုံးထားတဲ့ပစ္စည်းတွေအကုန်လုံးကတော့ vintage ကိုတွားပြီးတော့အကောင်းဆုံး quality ဆိုတဲ့ပစ္စည်းတွေထည့်ထားမှာဖြစ်ပါတယ်ဒီအပေါ်ဆိုရင် double ceiling ရပြီးတော့ interior တော်တော်များများလည်းပါတယ်လို့ပြောလို့ရပါတယ် ground floor မှာတော့အခုအပြင်မှာ open living view နဲ့ဒီဘက်မှာ private living room တစ်ခုပါမယ်ဒါကတော့ဓမေစာကန်ဖြစ်ပါတယ်ဓမေစာကန်မှာလည်းကျွန်တော်လေးဝင်လေးထွက်လေကောင်းတယ်အများသုံးဖို့ရေချိုးခန်းအင်တာတစုံလည်းပါတယ်ဒါကတော့ရေချိုးခန်းအင်တာတွဲရပါတယ်အခန်းခြေတစ်ခန်းဖြစ်ပါတယ်ဒီမှာသူ့ရဲ့ shower တွေသူ့ရဲ့ basin တွေဘူထိုင်တွေကလည်း quality အမြင့်ဆုံးတုံးထားပေးပြီးတော့ဒီမှာ multi use အနေနဲ့ပြီးလို့ပါတယ်ကလေးလွယ် AD cop 8တွေအဲနောက်အများသုံးဖို့ရေချိုးခန်းအင်တာတစုံ ပါဝင်မှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့မြင်ရထက်မှာ ရကျွမ်းတစုံနဲ့အိတ်ခမ်းတစ်ခမ်းနောက် dining room ကြည့်ပြီးလိုက်ရင် ကျွန်တော်တို့မင်းဘူးခန်းသွားပြောလေးလာလိုက်ရမင်းဘူးခန်းကလည်းဒါ ceiling အမြင့်ကိုမှကျွန်တော်တို့ counter exhaust fan stove ဒါတွေအကုန်ထည့်ထားပေးတဲ့အပြင်သူ့ရဲ့ counter အမြင့်ကလည်းကျွန်တော်မြန်မာလူမျိုးတွေနဲ့ကွတ်တိဖြစ်စေမဲ့အမြင့်မျိုးထည့်ထားပေးတယ်ပြင်အခင်းတော့ကျွေပြားခင်းထားပေးတာဗောနော်လျှံနေနင်းပြားတွေအကုန်လုံးကကျွန်းနေပဲပြင်မီးဆိုင်တွေအစအရန်ကို classic ဆန်တဲ့ နော် vintage ပဲတွားတဲ့ပုံစံမျိုးလုပ်ထားတယ်ဒုတိယအလောမှာတော့အိတ်ခမ်း၃ခမ်းပါဝင်မယ်အားလုံးကရေချိုးခမ်းအင်တာတွဲရပါဘတ်တပ်ပါပါဝင်တဲ့အိမ်တလုံးပဲဖြစ်ပါတယ်ဈေးနှုန်းကိုသိချင်တော့ဗီဒီယိုအဆုံးမှာကျွန်တော်ဈေးလုံးကိုထည့်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ဒီအခန်းဆွေလဲ35ပေ18ပေလောက်ကျဲတဲ့အခန်းကြီးကြီးတွေမှာဘတ်တပ်တွေပါဝင်ပါတယ်ဒီအခန်းရဲ့သူ့ရဲ့အကျဲကတော့ မစဘီရုံမိမစဘီရုံလောက်ကျဲပေမဲ့သူကမိမစဘီရုံမဟုတ်တယ်ဒီထက်ကျဲတဲ့အခန်းကြီးအပေါ်ထပ်မှရှိပါတယ်ဒါကတော့ဒုတိယအလော်မှာရှိရဲ၃ကမ်းမြောက်ယူကန်အင်နာတွေ့ရပါတဲ့အခန်းဖြစ်ပါတယ်ပဝင်းကျင်တစ်ခုတော့မြောက်တကုံ38ဆိုတော့အာလူလူကြိုက်အရန်လဲများတယ်ဒီယေကျူးခန်းအင်တာမှာထည့်ထားပေးတဲ့ပစ္စည်းတွေဆိုရင်အရန်ကိုလက်တွေ့မှာအတုံးဝင်တဲ့ဟာမျိုးဖြစ်ပါတယ်ဒီနေရာမှာတော့မြင်ကြီးထက်မှာဝင်လိုက်တာနဲ့မြင်ရတဲ့ဒါ double ceiling လင်းဝင်လက်ထွက်ကောင်းတယ် ိမ်တစ်ခုလုံးပိုးပြထဲတယ်ဘုရားကျောင်းဆောင်ရဲ့အပေါ်မှာလည်းလူမရှိတော့ပါနော်ဘုရားကျောင်းဆောင်ကတော့ဒုတိယအလွာမှာနေရာချင်းချင်းဝင်းဝင်းနဲ့တီးတက်လဲဆန်တယ်ဒီတတိယအလွာတက်တဲ့လီကအိမ်လီကခွင်တစ်ခုလုံးမှာလည်းအခုလိုတန်ပန်းအရန်လာတဲ့အပေါ်မှာဆိုပကြီးကအချက်အကြီးနဲ့နေစင်နဲ့အများကိုကြိုက်တဲ့ပကြီးကိုပြောင်းပြီးချိတ်လို့ရတယ်အပေါ်ဆုံးအလွာမှာတော့ဒါရေချိုးအိမ်ကတွဲပါတယ် ပြောမှဆိုရင်6ခန်းမြောက်အခန်းတစ်ခုဖြစ်ပါတယ်။အဲရေပူရေးတွေပါညာအကုန်ပါပြီးတာပစ္စည်းတွေကတော့ quality ကတော့ကိုကိုတိုင်လာကြည့်မှအိုးဒီလောက်တော့ကောင်းပါလားဆိုတာ surprise ဖြစ်သွားစင်မြေပေါ့နော်။ကဲဒါဆိုရင်တော့ကျွန်တော်ဒီအိမ်ရဲ့အကြီးဆုံးအခန်းခုနကလို private balcony ပြီးရင် jacuzzi ပါဝင်ပြီးတော့ဒီအခန်းရဲ့အကျယ်ကတော့35ပြီ35ပြီလောက်ရှိတယ်။ main master bedroom grand master bedroom လို့လည်းဖြစ်ပါတယ်ဒီမှာဆိုရင်ရေစင်ကန်ပါမယ်အတွင်းရေစင်ကန်မှာဆိုရင် private ဒါအုံဂါဒန်လိုမျိုးလှုပ်ထားတဲ့ဂျက်ကူစီပါဝင်ပြီးသားဖြစ်ပါတယ်ကဲသူ့ရဲ့အခြေကိုရှိုးလိုက်အောင်ပြီးရင်ဒီအရှိဘက်မှာဆိုရင်ဂျက်ကူစီပါဝင်မှာဖြစ်ပါတယ်ဒီဆက်လက်ပြင်လေအခြေ AC နန်းနန်းနေနေညနေပိုင်းဆိုချီးလို့ရမယ်နေရာမျိုးဖြစ်ပါတယ်ဒီအိမ်ကိုတော့တိန်3500စီအရောက်ဖွင့်ထားပြီးတော့လက်ရှိအများတော်38ရက်ွက်အာပီလီစီပီ60ပုံမှာစောက်ထားတဲ့အိမ်တလုံးပဲဖြစ်ပါတယ်